စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုအတွက်အချက်သုံးချက်လိုအပ်တယ်တဲ့။အဲ့ဒီအကြောင်းသုံးချက်လိုအပ်တယ်။အကြောင်းသုံးချက်ဆိုတာနံပါတ်၁ကဘာလို့ဆိုရင်နေတရားတံပါဏအမိကောင်းရှိရာစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမိကောင်းဆိုဒီမှာဝေကြီးကျနအကျွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြီးထုတ်ဆောင်ပေးခြင်းဟာဒါအမိကောင်းလို့ခေါ်ရအောင်နော် ရင်းနှီးလို့ဘူးငွေမလုံးပါဘူးဆိုရင်ငွေထုတ်ပေးအဲ့ဒါအမိကောင်းခဏိခေမှာဆိုလို့ရှင်ပုပ်ကိုအမိကောင်းနေမဟုတ်ဘူးဘန်နေကနေထုတ်ချေးပြီးတော့စီဝါလောက်ကြဘန်နေရှိခြင်းဟာနေတဲ့တံပန်နာအမိကောင်းလောက်တာကင်တတ်တဲ့ပုဂ္ဂိုလ်တွေဟာငွေကြီးတနာရနိုင်နေတဲ့တံပန်နာ ရှေးတုန်းကတော့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကအရင်းအီးတွေကိုထုတ်ပေးလေးရှိကြအဲ့ဒီအရင်းအီးတွေကိုအခြေခံပြီးတော့ရောင်းတဲ့ဝယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာအမြတ်တွေရပြီးတော့ချမ်းသာကြွယ်ဝကောကြတာဒီလိုဆိုလို့အဲ့ဒါကိုလိတ်တရားတံပန္နလို့ခေါ်တယ်အမိကောင်းရှိရမယ်ဟုတ်မဟုတ်ကိုယ့်ဟာကိုယ်စဉ်းစားကြည့်ပေါ့ဆက်ပိုင်းနေနော်ပွဲစားတွေ ကိုမှဘလို့အမိကောင်းနေရှိလဲစဉ်းစားကြည့်ဝေဒိရဏလုံးလိုအပ်တာတဲ့အခါမှာထုတ်ပေးတဲ့ပုဂ္ဂိုလ်ဓာတ်တွေကိုအမိကောင်းလေလို့ပြောတီးတဲ့ပို့ပြီးတော့ကြည့်အောင်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်တဲ့လူကြီးလူကောင်းတွေဟာလည်းနေတရားတံပါဏပဲပေါ့ကိုတို့အေးဝေဒိရဏဒီထုတ်ချေးတဲ့အမအစ တောင်းသူလဲသမားတွေလဲဒီအစိုးရတွေကနေအမတော်ကြီးဆိုပြီးတော့ထုတ်ပေးတာဒါနေတရားတမနာထုတ်ပေးအတူနေနေနဲ့ထုတ်ပေးထုတ်ပေးတဲ့ကံမှာလौဒကైနာရှင်ကြီးပွားတို့တဲ့လौဒကైနာမရှိဘူးဆိုရင်ကြွေးတင်တာနဲ့ဒုက္ခရောက်မမှန်ကန်ကန်လौဒဖို့လိုသည်ဒါကြောင့်မို့ထုတ်ချေးတဲ့ပုဂ္ဂိုလ်ငွေချေးအရင်ဤပေးတဲ့ပုဂ္ဂိုလ်ရှိလင့်ကစား နောက်ထပ်လိုအပ်တဲ့အချက်တကူကဘာလို့ဆိုဝိဒူရာကျိုးစားအထုံးမှုလိုအပ်တဲ့စီဝါရေးနဲ့ပတ်သက်ပြီးကျန်းကျင်လိမ္မာပြီးနေဝနာနာပါဆိုတာလိုကျိုးစားအထုတ်ဖို့လိုအပ်တဲ့ဝေကြီးတော်ထုတ်ယူထားပါရဲ့ထုတ်ယူထားပြီးတော့တခြားနေရာတွေမှာသုံးဆွဲပြစ်ပြီးအလုတ်ကိုမှန်မှန်ကန်ကန်မကျိုးစားဘူးအလုပ်ငန်းမကျွမ်းကျင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်နိုင်စွာမရှိဘူး ဒါကြောင့်မို့မြတ်စွာဘုရားကတောင်းစေအောင်ဟောတာနေတရားတမ္ပဏအမိကောင်းရှိရမယ်လို့ဆိုတဲ့ဝေကြီးထုတ်ပေးမဲ့ပုဂ္ဂိုလ်လည်းရှိတယ်မိမိကိုယ်တိုင်ကလည်းဝိထုရကြီးမားတဲ့လုံလဝိရိယရှိတယ်ကြိုးစားတယ်အေးကြိုးစားရင်ရလားလို့ဆိုမရဘူးနောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုဆက်ခုမှာစီးပွားရေးအမြင်ရှိရမယ် အရောင်းဝယ်လို့တဲ့အခါမှာအမျောအမြင်ဟာအမတန်မှအရေးကြီးတယ်။ဒီချိန်ဒီကုန်အရေးကြီးတယ်ဟိုချိန်ဟိုကုန်အရေးကြီးတယ်။အရင်ကဘယ်လောက်ရှိတယ်အမြန်ကဘယ်လောက်ရှိတယ်ဆိုတာတွေကိုတွက်တက်ချက်တက်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိရမယ်။ဟောမျက်စုံမြားကဒီသုံးခုဟောထားတာ။ဒီသုံးခုနဲ့ပြည့်စုံလို့ရှိရင်နဲ့စီးစိမ်ဥစ္စာတွေမှာမကြခင်မဲ့ဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်လို့ဟောတာ။ ုတ်မို့ကိုယ်တိုင်လှုပ်ကြည့်ပေါ့နော်ကိုယ်တိုင်လှုပ်ကြည့်ရသော်ဗျာအစင်းတိုင်းဘယ်လိုဟောတော့ဆိုစက္ခုမှာစီဝါရေးအမြင်ရှိရမယ်နံပါတ်1ဝိတုရအမြင်ရှိတဲ့အတိုင်းကြိုးစားအထောက်အမှုရှိရမယ်ဒိဋ္ဌိယတမဏလိုအပ်တဲ့ငွေအရင်းဒီဥစ္စာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီ၃ချက်နဲ့သာညီရင်မကြခင်မဲ့တိုးတက်မယ်လို့ဒီလိုဟောတယ်